အကြီးသွေးကောင်းပြီးတော့အခါခံတဲ့ကြက်သွန်ဥတွေရရှိစေဖို့အစာကိုဘယ်လိုမျိုးကျွေးရမလဲဆိုတဲ့အချက်ကိုတွင်တွင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကြက်သွန်ဟာဥစားသီးနှံဖြစ်တဲ့အတွက်မြေကောင်းဖို့လိုပါတယ်ရောသားတွေတော့ထဲ့ပါတယ်ရွက်ဖြန်းတွေတော့ကျွေးပါတယ်ဒါပေမဲ့ကြက်သွန်ကပိုးမွားကြရမှုများတယ်ယောဂါကြရမှုများပြီးတော့ထင်းတလောက်အထွက်နှုန်းမရခဲ့တဲ့အတွက်တို့ရဲ့လိုအပ်ချက်တွေကို လာရောက်မေးမြန်းကြတာမျိုးတွေများလာပါပြီ။ကြက်သွန်နဲ့ပတ်သက်ပြီးလိုက်နာဆောင်ရွက်ကျင့်သုံးရမယ့်အချက်ကလေးတွေကအဓိကအရေးကြီးတဲ့ဓာတ်မျိုးစားနဲ့သဘာဝမျိုးစားကိုဘယ်လိုထည့်ရမလဲဆိုတဲ့အပိုင်းကိုဒီကနေ့ဆွေးနွေးပေးမှာဖြစ်ပါတယ်။မြေပြင်ချိန်မှာဆွေးမြေသောနွားရှိသဘာဝမျိုးဆွေးများကိုဒါလှဲတစည်းကဂွန်တောင်းနဲ့ဆိုလဲတစည်း၁၀၅အိတ်ခန့်ဒါတအေကကိုထည့်ပေးဖို့လိုပါတယ်။စိုက်ကျင်းထဲမှာဖြစ်စေ ဒီ site ဘောင်ပေါ်မှာဖြစ်စေထည့်ပေးဖို့လိုပါတယ်ထည့်ရေးထွန်ရေးကောင်းကောင်းလုပ်ပေးဖို့လိုပါတယ်ဒါမှ ကိုလိုချင်တဲ့အရှိသွေးကောင်းတဲ့စက်သွန်ဥပေကိုရမှာဖြစ်ပါတယ်တောင်သူတော်တော်များများကတော့တဘာဝမြေသွေးတွေနွားရှိတွေကြက်ချီးတွေကိုကျွေးတာမျိုးခုနောက်ပိုင်းဆိုရင်အရန်နဲလာပါပြီဒီလိုနဲလာတဲ့အတွက်လဲကိုမမျော်မန်းတဲ့ယောဂါတွေ ိုးမွှားတွေကြားရမှုကများလာပါတယ်။ကျက်သွန်ရဲ့အည်သွေးကလည်းကြဆင်းလာပါတယ်။ကိုကျွေးလိုက်တဲ့ဓာတ်မြေဩဇာအကုန်လုံးကိုသီးနှံပင်ကစားဖို့အတွက်ဒီသဘာဝ organic matter တွေ micro တွေလိုအပ်ပါတယ်။ဒီအချက်ကို မဖြစ်မနေဆောင်ရွက်မှသာအကျိုးအမြတ်ရှိမှာဖြစ်ပါတယ်။ဓာတ်မြေဩဇာတစ်မျိုးတည်းသာတောက်လျှောက်ပြီးသုံးသွားမယ်ဆိုရင်တော့ရေရှည်မှာ အရင်နီးတွေကုန်ကြားစိတ်တွေထိတက်မကပို့ပို့ကုန်ဖို့ပဲရှိပါတော့တယ်ဆိုလိုတာကတဘာဝမျိုးသာကြည့်ကျွေးပါဓာတ်မျိုးသာမကျွေးပါနဲ့လို့ပြောတာမဟုတ်ပါဘူးဓာတ်မျိုးသာကိုလည်းစနစ်တကျကျွေးရမှာပါဓာတ်မျိုးသာမကျွေးရင်လည်းကိုလိုချင်တဲ့ပန်းတိုင်အထွက်နှုန်းကိုထွက်မှာမဟုတ်ပါဘူးဒါကြောင့်ဓာတ်မျိုးသာနဲ့တဘာဝမျိုးသာကိုအချိုးကျကျလေးဒါစနစ်တကျကျွေးဖို့လိုအပ်ပါတယ်မြေကမ်းမှာ နွားချီဆွေးအဆွေးနော်အဆိုးမဟုတ်ဘူးတချို့ကအဆိုးတွေထဲကြတယ်အဲ့ဒါယောဂါပို့ရစေတယ်ပေါင်းမြက်တွေထိမ့်မနိုင်ဘူးဒီပြဿနာဖြစ်တတ်ပါတယ်ဒါကြောင့်ဆွေးအောင်လုပ်ပါကန်ချီမြေဆွေးဆွေးမြေပြီးသားပေါ့နော်အဲအိတ်လိုက်တွေလည်းရောင်းနာမျိုးတွေအခုဆိုရင်တဘောမျိုးသားအများကြီးထွက်နေပါပြီအမှုံကိုထဲ့ပါအလုံးတဲ့ကျွန်တော်တို့ကတော့အမှုံကိုပို့ပြီးသဘောကျတယ်အမှုံကပို့ပြီးအည်သွေးကောင်းတယ်ခင်ဗျာအလုံးဆိုရင်သူကအယောတွေပါလာမယ် ဒါကြောင့်တဘာဝမြေဩစာဆိုရင်အမှုံကတော့အကောင်ဆုံးဖြစ်ပါတယ်။ကိုစိုက်လိုက်တဲ့စိုက်ပေါင်းမှာဆိုလို့ရှိရင် DAP ကျွန်တော် P ပေါ့နော်မြေကန်ထည့်ပေးဖို့လိုပါတယ်။စက်သွန်သီးနှံဆာလပါတက်ကိုအရန်လိုအပ်တာဖြစ်တဲ့အတွက် gypsum ရောမဖြစ်မနေထည့်ပေးဖို့လိုပါလိမ့်မခင်ဗျာ။ကိုမြေကတိုင်းလိုက်လို့ခနစ်အကျော်ဘက်မှာရှိနေတယ်ဆိုရင်တော့ gypsum ကို3အိတ်ခန့်ထည့်ပေးပါ။ K ကိုလည်းထည့်ပေးလို့ရပါတယ်။ပလဲယူရီးယားမြေဩစာတွေ မထည့်ပါနဲ့မလိုအပ်ပါဘူးအားတွေကိုဝင်ရတာအဆင်မပြေဘူးဆိုရင်အထက်သင်းနဲ့ဓာတ်မြေဩဇာတစ်မျိုးကတော့20 25အဲ20 25 20လို့အချိုးတွေထည့်ပေးဖို့လိုပါတယ်ပွန်ပေါင်းဆိုတာကတရောင်တည်းကိုဆိုလိုခြင်းဖြစ်ပါတယ်၃ရောင်ဆက်ကိုမဆိုလိုပါဘူးစာကျွေးပြီးတိုင်းကတော့ရေးပေးရမှာဖြစ်ပါတယ်လိုက်ပြီးတော့ဒီအပင်ဖြစ်ထွန်းကာစားအချိန်မှာ20ပတ်လည်လို့ရွက်ဖြန်းမြေဩဇာ ထည့်ပေးဖို့လိုပါတယ်နှစိုက်ပြီးလို့20ရက်25ရက်တလဝင်းကျင်မှာ ယူရီးယားတအိတ်အဲနွားရှိယား9ထင်းလောက်ကိုကြောတမပြီးတော့နှက်လိုက်ပါတညလောက်နှက်ပြီးမှ နောက်နေ့ရောက်မှဒီကိုစိုက်ပေါင်းပေါ်မှာလက်ကျွေးမယ်ဆိုရင်လေလွန့်ဆုံးချုံမှုနည်းပြီးတော့အပင်ကကြာကြာဆာမှာ ဖြစ်ပါတယ်ထိရောက်မှုလည်းအရန်ရှိတဲ့နီးစနစ်ဖြစ်ပါတယ်ရင်ကြားထဲမှာရွက်ဖြန်းမြေဩဇာကိုဖြန်းပေးဖို့လိုအပ်ပါတယ် ဒီမိုသေးပိုးသေးကိုလည်းသူကသူလိုက်တဲ့နဲ့ဆေးမျိုးကိုအချိန်ဒီပေါ်မှာကြည်ပြီးလိုက်ပါအစာကျွေးပြီးတိုင်းရေလောင်းဖို့မမေ့ပါနဲ့ရေဖြန်းဖို့ရေသွင်းဖို့လိုအပ်ပါတယ်ရေကလည်းကောင်းဖို့လိုပါသေးတယ်နောက်တစ်ချက်ကရေမများဖို့လိုပါတယ်ရေကိုလည်းထိမ့်သ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 ွင်းစေချင်ပါတယ်ရေကိုလောင်းတဲ့အခါမှာအထူးတတိရှိဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ရေများရင်ယောဂများပါလိမ့်မယ်ခင်ဗျာဒါလည်းတစ်ချက် သတိထားမှာဖြစ်ပါတယ်။စိုက်ပြီးကျက်သွန်ရဲ့အသက်သက်တမ်း40 45ရက်သားမှာမျိုးစာနောက်တစ်ချိန်ထပ်တွေးဖို့လိုပါတယ်ခမညာ။ဒီအချိန်မှာတော့အကျွေးတင်ဆုံးမျိုးစာက SOP ဖြစ်ပါတယ်။ SOP ဆိုတာကပိုတက်ဆီယမ်စာဖိတ်ဖြစ်ပါတယ်။ပိုတက်ဆီယမ်စာလပိတ်ကိုကျက်သွန်သီးနှံကအရန်ကြိုက်ပါတယ်။ကျက်သွန်သီးနှံနဲ့ဒီမျိုးစာကအရန်လိုက်ဖက်ပါတယ်။ပုံပေါင်းမှာကျွေးမှာဖြစ်မယ်ဆိုရင် 19926လို့အချိုးမျိုးကိုထည့်ကြွေလို့ရပါတယ်ရွဖြန်းမျောစာအနေနဲ့ဆိုရင်တော့16636ကိုအဲ့အချိုးမျိုးကိုကျက်တွန်တီးနှံကအရန်ကိုကြိုက်ပါတယ်ပိုတက်ဆီယမ်ဆာလဖိတ်ကိုကျွေးချင်းအဖြစ်ထူးခြားလာမယ့်အချက်တည်းကကျက်တွန်ရဲ့အယောင်လှတယ်ဥစင်းတော့ကလည်းကောင်းတယ်ပူမွားယောဂန္တရံကိုလည်းခံနိုင်တယ်နောက်ကြကြအထားခံတယ်ဝိတ်ကလည်းစီးလာမယ်40 45ရက်သားမှာ 16636လို့ရပြန်မြောစာနဲ့အတူဥကြီးစည်းကိုဖြန့်ပေးဖို့လိုအပ်ပါတယ်။နိုက်ထရိုဂျင်ခေါ်တဲ့ယူရီးယားမြောစာပလဲမြောစာကို90ရဲ့နောက်ပိုင်းကျွေးလိုက်မယ်ဆိုရင်နောက်ဆက်တွဲပြဿနာတွေက ဥပုံမယ်။ကျက်သွန်ရဲ့အည်သွေးဟာတဖြည်းဖြည်းကျဆင်းသွားပါလိမ့်မယ်။ဒါကအရန်ကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒါကတော့စက်သွန်နဲ့ပတ်သက်ပြီးတော့ဓမ္မယောဇာနဲ့သဘာဝမြောဇာကိုဘယ်လိုကျွေးရမလဲဆိုတာလေးကိုဒီကနေ့ဆွေးနွေးသွားတာဖြစ်ပါတယ်စက်သွန်ဆိုင်တဲ့တောင်သူကြီးများဒုဝထာများရှိရင်ဆွေးနွေးနိုင်ပါတယ်မေးမြန်းနိုင်ပါတယ်အခုလိုကြည့်ချူပေးတာအလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ